ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မုံရွာ future light ကိုရီးယားသင်တန်းကျောင်းကဖြစ်ပါတယ်ဒီပုတ်စာလေးနဲ့ပတ်သက်ပြီးတော့မေးမြန်းထားတဲ့ကျောင်းသားလေးများရှိတဲ့အတွက်ကျွန်တော်ဒီပုတ်စာလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာနော် down anemone de he တဲ့အောက်ပါလန်းညော်နဲ့ပတ်သက်တဲ့တဲ့ပတ်သက်တဲ့ဘာရန်ဆောမြောင်းကမှန်ကန်တဲ့ရှင်းပြချက်ကတော့မူဝရှိမနီကဘာဖြစ်ပါသလဲအဲ့တော့ကျွန်တော်မှန်ကန်တဲ့ရှင်းရှင်းလင်းချက်ဗျာနော်မှန်တာလေးကိုရွေးပေးရမှာဖြစ်ပါတယ် အဲဒီဘက်မှာဆိုရင်နာမွန်ချီကွာတဲ့နော်နာမွန်ဒီတွားစေကန်းပေါ့နော်တွားစေကန်းတဲ့ဖြောင်းကြီးဈာရက်ဈာရက်ကတဲ့အောက်ရှိဘူးတော်တဲ့နော်ဒါဆော့ရှိကားကြီးပေါ့နော်9နာရီရနေပြီးတော့9နာရီအထိဖြစ်ပါတယ်တဲ့အဲ့တော့ဈာရက်ဈာရက်ဆိုတာကကျွန်တော်တို့တနင်္လာနေ့တောက်ကြအထိဖြစ်ပါတယ်နော်တနင်္လာတောက်ကြဈာရက်9ရက်ကိုမနေ့9နာရီရနေညနေ9နာရီအထိကုသပေးသွားမှာဖြစ်ပါတယ် 9နာရီထိเนาะနောက်ထိုယိုဤစနေနေ့စနေနေ့ကကြတော့မနေ့စနေရက်နေပြီးတော့စနစ်ခွဲထိကုသပြီးတော့มาဖြစ်ပါတယ်ဂျမ်ချင်းစီကနေ့လေသာစားချိန်ကစနစ်ခွဲကနေတနာရီခွဲထိဖြစ်ပါတယ်เนาะတနာရီခွဲထိဖြစ်ပါတယ်နောက်ဤလိုဤ တနင်္ဂနွေနေ့ရင်ဂုံဟွေဤအစိုးရယုံပရက်ကတော့ဂျင်းလျိုအော့ဆွန်းနဲ့နားတယ်ပေါ့နော်စေကူတာမပေးဘူးတဲ့နားပါတယ်ပေါ့နော်အဲ့တော့တနင်္ဂနွေရင်အစိုးရယုံပရက်ကတော့နားတယ်ဟုတ်ပြီဒါကပေးချက်လေးပေါ့နော်အဲ့တော့မှန်တာကိုကျွန်တော်တို့အဖြစ်လေးခုနဲ့တိုက်ကြည့်အောင်နံပါတ်၄ရက်နဲ့စပြောပါမယ်နော် ဂုံဟျူအီးတဲ့အစိုးရယုံပိရဲ့မှာဂုံဟျူအီးနော်အစိုးရယုံပိရဲ့အစိုးရယုံပိရဲ့မှာတဲ့ဂျင်းလီယိုရူဟာမနီတာစေကူတာတယ်နော်စေကူတာတယ်ဒီမှာအစိုးရယုံပိရဲ့မှာဂျင်းလီယိုအော့ဖ်ဆုံစေမကူတာဘူးလို့ပြောတာဖြစ်တဲ့အတွဲမာတယ်နံပါတ်၄လေးရတာမာတယ်နော်တနင်းအစိုးရယုံပိရဲ့စေကူတာတယ်ပြီးချက်မှာကမကူတာဘူးအဲ့အတွဲမာတာဖြစ်ပါတယ်နောက်နံပါတ်၃ 점심시간은한시까지입니다တဲ့နေ့လေသာစားချိန်ကတော့တနာရီအထိဖြစ်ပါတယ်တဲ့ဒါလည်းမှားပါတယ်ဘာကြောင့်မှားလဲလဲဆိုရင်ဒီမှာက점심시간နေ့လေသာစားချိန်ကဟမ်ရှိပန်းเนาะညနေတနာရီခွဲအထိပြောသွားတာเนาะတနာရီခွဲအထိဖြစ်တယ်ဒီမှာတနာရီအထိလို့ပြောတာဖြစ်တဲ့အတွက်ဒီပုံလေးလည်းမှားပါတယ်နောက်နံပါတ်1ဖြောင်းကြီးတဲ့ဤကိုရှိကားကြီးဂျင်လီရူဟာမီတာ ဂျားရက်မှာခေါနနာရီအထိဈေးကူတာတယ်ခေါနနာရီအထိအီဂိုစီကာဂျီဒါလည်းမှားပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီမှာကဂျားရက်မှာက9နာရီအထိเนาะဖြောင်းကြီးဂျားရက်9နာရီအထိပဲကူတာပြီးတယ်။သူကခေါနာရီလို့ပြောတာဖြစ်တဲ့တွေမှားတယ်။ဒါဆိုရင်ဖြည်မလေးကတော့နံပါတ်1ဖြစ်မယ်ပေါ့နော်ဂျူမာတဲ့ဂျင်လီယိုရူဟာမနီတာเนาะပိယက်မှာ စေကုသတယ်အဲ့တော့ပေးရဆိုတာကစနေတင်းတွေပြောတဲ့ဆိုပေမဲ့ဒီမှာစနေရတော့ကုသပေးနေတာဖြစ်တဲ့အတွက်ကျန်တာလုံးဝမားနာဖြစ်တဲ့အတွက်ဒါဒေချာဘောက်ကတော့အဖြေမှန်လေးကဒီနံပါတ်၁လေးဖြစ်ရမှာပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီပု္ပ္ပာလေးနဲ့ပတ်သက်ပြီးတော့အားလုံးနားလည်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ